ေအားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ဒီ28ရက်နေ့တုန်းကအာဖြစ်ခဲ့တဲ့ငလျင်ပေါ့နော်ငလျင်ဘေးတော်တော်လေးဝမ်းနေရပါတယ်စိတ်တည်းမကောင်းဘူးပေါ့နော်အာဒီငလျင်ဘေးမှာလူတွေလည်းအများကြီးတည်ခဲ့ရတယ်ဥိင္နေလည်းအများကြီးဖြစ်စည်းခဲ့ရတယ်ပေါ့နော်အဲ့ဒီဟာနဲ့အဲ့ဒီဟာနဲ့ဆက်ဆက်ပြီးတော့ကိစ္စလေးတစ်ခုကိုဒီ request လုပ်ခြင်းလို့ဒီ video လေးရရခြင်းဖြစ်ပါတယ်အစားတော့ဒီလိုမျိုးဖြစ်လာနိုင်ခြေရှိတယ်လို့အာတွေးထားတယ်ပေါ့နော်တွေးထားတဲ့အတိုင်းလည်းနောက်ပိုင်းမှာဖြစ်လာတယ်ပေါ့နော် အဲ့ဒါကလည်းဘာလဲဆိုတော့ဝင်ပူးတာတွေနဲ့အိမ်မက်ပေးတယ်ဆိုတဲ့ဟာတွေဒီအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးသတိထားစီခြင်းလေပေါ့နော်ဘာလို့လဲဆိုတော့လူတွေကဒီချိန်မှာ ကိုယ့်ရဲ့မိသားစုဝင်တွေဆုံရှုံတာတယ်အမ်ကိုယ့်ရဲ့ယဉ်နီးတဲ့သူတွေတကယ်ချင်းတွေဆုံရှုံတာတယ်ဒီကြားထဲမှာကျွန်တော်တို့ဝင်ပူးတာတွေတရားသစ်စီတွေဘာတွေညာတွေမယုံတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတော့ကအဲ့ဒါကို ပုံမှာခွင့်ကောင်းမယူဖို့နဲ့အရိဟာတွေကိုလုပ်ပြီးသူတို့ရဲ့စိတ်ကိုအဲပို့ပြီးတော့ဆိုးရွားအောင်မလုပ်ဖို့အတွက်ကြိုးပြီးတော့အပြောချင်တာပေါ့နော်ပြောချင်တာဘာလို့လဲဆိုတော့ခုချင်တာလူတွေကတည်တဲ့အချိန်မှာအမ်တချို့လူတွေကဒီဟာကိုခွင့်ကောင်းယူပြီးတော့လုပ်နေကြတာမျိုးတွေရှိတယ်အဲမြင်လာနေရတယ်ပေါ့နော်မြင်လာနေရတယ်အဲ့ဒါမျိုးတွေကမလုပ်ကောင်းပါဘူးဗျာမလုပ်ပါနဲ့ ဘာလို့လဲဆိုတော့ဟိုမှာလူတယောက်လုံးကိုယ့်ရဲ့မိသားစုဝင်တွေကိုဆုံရှုံထားတာခင်ဗျားတို့ပြောလိုက်တဲ့ဇကားတွေကြောင့်သူတို့ဘလို့ဖြစ်သွားမလဲဘလို့ခံစားရမလဲနည်းနည်းလေးအုံနောက်ထဲမှာသွေးပေးတယ်လူတွေပဲဟုတ်တယ်မလားနော်နည်းနည်းပဲကိုယ်ဖြစ်ချင်တဲ့အရာကိုပဲအရင်စွပ်ပြီးတော့လောက်ယူမနေနဲ့ပြီးတော့တချို့တော့ဘလို့ပြောရမလဲလို့အဲအတော်ကြီးတွေပါလိရှိတတ်တယ်သူတို့ဘလို့ဟုတ်ဘယ်လိုပြောမလဲဘာသာတရားကိုအရင်ယုံကြည်တာလို့လို့ဒါမှမဟုတ်လို့ရှင်အဲ့ဒီဒီဟက်တစီတွေကိုအရင်ယုံကြည်တာလို့လို့ ਨੇ နော်တော်ကြီးကြီးရှိတတ်တယ်။အဲသူတို့ခင်ဗျားတို့လည်းနည်းနည်းလေးအမ်တတိထားလीနော်။အဲဆိုဟိုကကာယကရှင်တွေကသူတို့မိသားစုတွေဆုံးရှုံးထားတာ။ခင်ဗျားတို့မကြည်နဲ့အဲ့လိုမျိုးမယုံကြည်တဲ့လူဆိုဓာတ်နဲ့ပါထားထိုးမှာအဲ့လိုအကွက်တွေပေါ့နော်။အဲဟိုဆိုလူတွေတည်သွားတယ်ဘာလဲငါ့ကိုအိမ်မက်ပေးတယ်သူကဘလို့ဖြစ်လို့ဘာလို့ခြင်းနေလို့ညာလို့ခြင်းနေလို့ဒါတော့ maybe အဲ့ဒီဟိုဘယ်လိုပြောမလဲအနာရေးရှင်ရဲ့ အာသူကလည်းဒါလက်ခံတဲ့လူဆိုတော့တမျိုးလေနော်တမျိုးလေဟိုသူကလက်မခံတဲ့လူဆိုလို့ရှင်ဟာငါဒီငါရဲ့ဘယ်လိုပြောမလဲငါမိသားစုဝင်ကတည်ထားတာသူကဘာဒီလိုဘာလို့လာပြောနေရတော့အဲ့မှာဒေါသတွေထွက်ပြီးတော့ရန်တွေဘာထဖြစ်တာမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဖြစ်သွားနိုင်တယ်အဲ့လိုမျိုးပြလို့ရှိရင်ဟိုအိမ်မက်ထဲမှာ तू ကဘယ်လိုမျိုးဖြစ်နေတာအဲ့လိုရုပ်ပြက်စင်းပြက်ကြီးဖြစ်နေတာအဲ့လိုကြီးဖြစ်နေတာဘာဖြစ်တယ်ညာဖြစ်တာအဲ့ဒါမှမဟုတ်ရှင်လည်းဟို အရင်ဝင်ပူးတယ်ဆိုတဲ့ပုံစံမျိုးကြီးကလှုပ်ယူနေတာတချို့ဟာတွေကလှုပ်ယူနေတာရမ်းတိတာပါလေပေါ့နော်ဆိုတော့နည်းနည်းလေးကိုရင်းဆံပေးကြပါနော်ခင်ဗျားတို့သားတွေတေသွားရင်ဒါမှခင်ဗျားတို့သမီးတွေတေသွားရင်ခင်ဗျားတို့မိဘတွေတေသွားရင်ရောခင်ဗျားတို့အဲ့လိုကြီးပြောခံနိုင်လားတေသွားပြီးတဲ့နောက်ပိုင်းမှာတော့မှအဲ့လိုသူတို့ထပ်ပြီးတော့အပြစ်တင်ရှုတ်ချနေရတဲ့ဟာကြီးကိုခင်ဗျားတို့ကြားနားဝင်စကိုကိုကိုယ်စိတ်နဲ့ပဲကိုစဉ်းစားကြည့်တယ်နော်။အဲကျွန်တော်ဆိုလို့ရှိရင်အဲ့ တချို့ဟာတွေတွင်းအရန်တော်သားထွက်လာအာပြီးတော့ကျွန်တော်ရဲ့ဒီကိုဘယ်လိုပြောလဲကိုကိုတိုင်းကြုံတွေ့တဲ့ဟာပေါ့နော်အဲ့ဒီဟာကိုလည်းတစ်ချက်ပြောပြခြင်းသေးတယ်ဆိုတော့အာဒီ2019ဒီတလာပိုင်းအမှကျွန်တော်အမေဆုံးတယ်ပေါ့နော်ဆုံးတယ်ဆုံးတယ်ဒါဆုံးတယ်အဲ့တော့ကျွန်တော်လည်းကြောင်းသားပဲဆိုတော့လေကြောင်းသားပဲပေါ့ဒါပေမဲ့ကျွန်တော်ကအဲ့လိုဘယ်လိုပြောမလဲအဲတရေတွေနဲ့တွေပါတယ်ဆိုတော့တိတ်ယုံကြည်မရှိဘူးပေါ့နော် ယုံကြည်မရှိဘူးယုံကြည်မရှိတော့အဲ့လိုအတဏိចောင်းသွားပြီးတော့ចောင်းသွားပြီးတော့ចောင်းကနေပြန်လာတော့ကျောက်ကထဲမှာအဲ့လိုပေါ့နော်ဒီလိုပြောတာတွေပါညာတွေပေါ့နော်ကြားကျောင်းတွေကျွန်တော်မှနေอยู่လာပြောအမလေးရဲ့အဲ့ဒီဟိုလက်ထိတ်ကတော်ကြီးရတော့တယ်အဲ့လိုတွေပေါ့နော်ငါတို့အမေကအာအဲ့လိုဟိုပါပေါ့အဲ့လိုအာ naked ပေါ့နော် naked တဲ့အဲ့လို အာ၆တော့သူတို့ပြောနေတာပိတ်တာပေါ့နော်အဲ့လိုဖြစ်သွားတယ်ဆိုပြီးတော့အဲ့ဒီဇကာကျွန်တော်ရှေ့မှာလာမပြောလို့လာပြောရင်အကောင်ဓာတ်နဲ့ထထိုးပြတာဒီလားခင်ဗျားတို့ကလူတယောက်ကြီးကိုဆုံးရှုံးထားတဲ့လူကိုဟာငါသာဆိုလို့ရှိရင်သူ့နေရာမှာဆိုဒီလိုမပြောတဲ့ဘူးလေစီးလေးဗျာစီးစီးစီးဆိုတာဒီလားနော်စီးလေးနည်းနည်းတော့ရှိတယ်ဒါအဖြစ်တင်တာမဟုတ်ဘူးဘယ်လိုပြောမလဲမလုပ်တင်ဘူးဆိုတဲ့ဟာကိုပြောတာပေါ့နော်ကျွန်တော်ကဒီကိစ္စမှာနည်းနည်းလေး အာအခဲဆက်တာဖြစ်တဲ့အတွက်ပြောတဲ့စကားတွေရိုင်းသွားရင် နားလည်ပေးပါဘောနော်မလုပ်ဖို့နှုံရထောက်မှန်အပ်တယ်တောင်းပန်ပါတယ်ဘောနော် တခြားသူတွေရဲ့အဲဒီတကယ်ကံရကံရှင်တွေကတော့မယုံကြည်တဲ့ကံရကံရှင်တွေကိုဒီချိန်မှာသူတို့ပြောဖို့လည်းအားမမဟုတ်သူတို့ပြောဖို့လည်းအဲ့လောက်ကြီးကြီးစိတ်ထဲမှာရှိနေမှာမဟုတ်ဘူးဆိုတော့ခင်ဗျားတို့အနေနဲ့ဒါကိုခွင့်ကောင်းလည်းမယူပါနဲ့နော်လုံးလည်းမလုံးတင်ပါဘူးလုံးလည်းမလုံးပါဘူးခင်ဗျားတို့ပတ်ဆိုင်ရှာခြင်းလည်းခင်ဗျားတို့ ဘလို့လူတိများခြင်းလဲဒါဆိုတခြားနီးလန်းနဲ့လောက်ပါဒီဟာကြီးကလုံးဝအထီးတဲ့နဲ့အရာပေါ့နော်အထီးတဲ့နဲ့အရာအဲဒီတုန်းကကျွန်တော်တို့ကဆိုလို့ရှိရင်တကယ်ပြောတာကျွန်တော်ရှိမှသာလားပြောရင်ဒါနဲ့ပါထားထိုးပြမှာအဲ့လိုပေါ့နော်လုံးဝဘာလဲဆိုလူကမိဘဆုံရှုံထားတဲ့အတွက် emotion တစ်ခုကလည်းဖြစ်နေတယ်ဆိုတော့အဲ့ကြားထဲမှာငါမိဘဟာဒါဘလို့လဲဒီကောင်ဒီကောင်လူမှုရေးခေါင်းပါတာလားဒီကောင် ဘလို့လဲပေါ့နော်ဆိုတော့အဲ့လိုအိမ်မပေးတာတို့ပါလို့ဆိုတော့ခင်ဗျားတို့တကယ်လို့ယုံကြည်လို့ယုံကြည်လို့ခင်ဗျားတို့ယုံကြည်လို့ဒါကိုလက်ခံလို့ဆိုတဲ့ဆိုလို့ရှင်တော့ခင်ဗျားတို့ကိုယ်တိုင်ပဲလှုပ်ပေးလိုက်သူများတို့လိုက်ပြီးတော့ပြောမနေနဲ့နော်ပြောပေးလိုက်ဒါမှမဟုတ်လို့ရှင်လည်းပြောမယ်ဆိုလို့ရှင်အဲ့ဒါမှမဟုတ်သေးဘူးခင်ဗျားတို့အရင်ပြောပြချင်တယ်ဆိုလို့ရှင်လည်းမိုးဘယ်လိုပြောမလဲပို့ပြီးတော့အာရင်ကြီးတဲ့တုံတုံနဲ့ပြော နော်ဒီလိုမျိုးကြီးဟိုလူများစိတ်ဝင်စားအောင်ဟိုတစိမ့်ကိုတအိတ်လောက်တာမျိုးတွေဒါမလုံးနဲ့ဘောနော်ကြည့်ရင်ဒေါသထွက်လို့ဒေါသထွက်လို့အကဲအကဲရှင်နေရတော့ခုချိန်မှာတော့တို့ကဝမ်းနေနေဆိုတော့ခင်ဗျားတို့ဖတ်လုံးနိုင်အောင်မဟုတ်ဘူးဒါမဲ့တခုကျွန်တော်တို့လူမျိုးဒီဒီရဲ့တပတ်ဒီနဲ့ဒီပါဒီယုံကြည်မရှိတဲ့သူတို့လာပြောတော့ခင်ဗျားတို့သိကြတယ်ဒါနဲ့ထားထုတ်ခံရမှာအဲ့တော့ပြောဆိုလေးနည်းနည်းဆင်ခြင်ပေးပါဘောနော်ဒီဟာပြောခြင်းနေတာကြာနေပြီ အဲဒါမဲ့အဲရိုက်ဖို့အဆင်မပြေသေးလို့အခုမှပြောရတယ်ကျေးဇူးတင်ပါတယ်နည်းနည်းလေးစင်ကြင်ပေးကြပါ